င်္ဂလာပါများဒီတကားကျွန်တော်ညီကိုမမတွေကိုဆက်လက်ပြီးဖက်ပြပေးခြင်းတကားတော့ဆရာကြီးနတ်နယ်ဤမြန်မာပြည်မြောက်ပိုင်းဒုတိယစာအုပ်ထဲမှာခန်း82ရဲ့အဆက်ပေါ့နော်အဲ့လားလေးဖက်ပြပေးခြင်းပါခင်ဗျာနားစင်ပေးကြပါခင်ဗျာပထမဆုံးဇုံမျောနံကိုဆက်သည်သူမ၏မျက်နှာသည်ငိုထားဟန်ရှိသည်မျက်ခုံးများမိုးနေသည်ငောင်းငန်သောဖခင်ကိုမရေတရေကြည့်သည်တုံမုံသောချစ်သူကိုမတက်မတာကြည့်သည်ပြီးမှတင်ဝင်သောတန်ဖြင့်ဖြည်းသည်အီမီသောဥကျုကိုဘောင်ရင်းထံမှရရှိကြောင်းအမှန်ထို့နောက် ဘောင်ရင်ကိုမေးမြန်းကြသည်ဘောင်ရင်ကလည်းကြွယ်တောင်းခြင်းမပြုသူတို့တွင်လိန်ညာခြင်းဟူသည်မရှိဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးရှင်းရှင်းနဲ့ပွင်ပွင်ပင်ဘောင်ရင်ဤတန်သည်ကြဲခြင်းမာခြင်းပြက်ခြင်းအပြည့်ရှိသည်သူဟိပြောဟန်တို့သည်ရဲရင်ခြင်းခိုင်မာခြင်းအတိပြွန်၏သူပြောသည်မှာတူသည်တိသည်သူတို့တောင်ပေါ်သွားသည်မုံတိုင်းမိသည် သားမင်းတကောင်ပြစ်ခတ်စားတော်သည်ဒူဝါအတွက်ပေါင်းတော်ပေါင်းခြံထားသည်သို့တော်သည်ရှင်ဖြစ်၍စားသုံးပြလိုက်ရသည် ကြိုက်တယ်လို့လုံးကြသာသူမှသူတယောက်တည်းကလောင်းချမ်းကောမပါထို့သောမပါသည့်အတွက်လဲအဖိုးကြီးမှသေးမလို့ဖြစ်ရသည်လူကြီးများဤဆုံးပြမှာလဲတူတောင်းသည် ရှင်းလင်းပြသားသည် သူတို့ကဒေရှင်ဟူသောခြေကိုထက်မတွေ့အဖိုးကြီးအပြည့်ရခြင်းကိုမစင်စားဥပဒေတောင်းတစ်ခုထဲမှသာရက်တည်၍ဆုံးဖြတ်ကြသည်ရိုးရိုးရာကိုကန္နကောစပြုသည့်အတွက်ဘောင်ရင်းကိုတန်တက်သည်ကျွဲ့နှကောင်သွားသုံးကောင်မောင်းတလုံးလန်တဲ့စင်းဓာတ်တယ်လေပူပဆိုးတထဲကော်စော့တစ်ချက်ပြီးစီ ဘောင်းရင်ဒီဒေါသပြင်းတစုံတစ်ခုပြောပြပြုသည်သို့တော်မပြောပြရဲဝေးမှာဧည့်သည်များရုပ်ရည်ရောက်ရှိလာသောကြောင့်ဖြစ်သည်လှုပ်လှုပ်ရွရွစီစီညံညံဖြစ်သွားကြသည်ရုပ်ရည်ရောက်ရှိလာသောဧည့်သည်များကိုဝိုင်းဝန်း၍ကြည့်ကြသည်အချင်းချင်းမေးမြန်းဆူဆန်းကြသည်တရားစီရင်ခြင်းအမှုကိစ္စသည်အလိုလျောက်ပြည့်ပြတ်သွားတော်သည်လူအလုံးသည်ဘောင်းရင်၏အမှုကိုမေ့လျော်ပြီးရဲဝေးမှာဧည့်သည်များကိုသာအာရုံပြုနေကြသည်ဘောင်းရင်ကိုယ်တိုင်လည်းမမျှော်လင့်မဲရောက်ရှိလာသူများတွင်အများနည်းတူစိတ်ဝင်စားလျက်ရှိသည်သူတို့အလုံး၅ယောက်ဖြစ်သည် သူတို့ရုပ်ပိုင်းတဏ္ဍာနဲ့ဝေဆင်ကိုကြည့်ခြင်းအပြင်အနောက်ဘက်မှဂျိန်ဘောများဖြစ်ကြောင်းသိကြသည်။လုံးကျင်ချင်းပုတူချင်းညုံမောင်ချင်းတို့ရှိကြသည်။ထိုသူ၅ယောက်ထဲမှ၂ယောက်ကိုဘောင်ရင်ပေါ်ရေးစေဝင်သားသည်။သူတို့ကန်ဆောင်ထားသောတဏ္ဍာများကြောင့်ဖြစ်သည်။ထိုတဏ္ဍာမျိုးကိုသူမမြင်ဘူး။သူတို့ကန်ဆောင်မြဲဖြစ်သောတူမိတဏ္ဍာနှင့်ခြားနာသည်။တောင်းတင်းခိုင်မာဟန်ရှိသည်အမြင်သေးတတ်သည်။ထိပ်ဖြားတွင်လှန်သွားတက်ထားသည်။ဒေရှားကြီးသောအခါတဏ္ဍာများသာဒီမှာကတဏ္ဍာကန်ထားကန်ဆောင်ထားသူများမှလည်းစိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ်တယောက်မှလူငယ်ဖြစ်၍ကြံတယောက်မှလူကြီးဖြစ်သည်ထိုလူကြီးကိုမြင်မြင်ချင်းသူခင်မင်လေးစားမိသည်ထိုသူ၏မျက်နှာသည်တည်ငြိမ်ရကြသည်အမှုရာရဲရင်ပြတ်သွားသည်အတန်အောင်မြင်ခန့်ကြသည်လူငယ်မှမူသူနှင့်တက်တူရွယ်တူလောက်ပင်ရှိသည်လူငယ်ကြီးမှလည်းရဲရင်တည်ကြည်ချင်းရှိသည်လူစိမ်းများကြားတွင် ရောက်ရှိနေ၍အားငယ်ခြင်းစိုးစင်းများဖြစ်ဟန်မရှိအထူးသဖြင့်သူ၏မျက်လုံးဆုံးသည်တောက်ပြောင်ဆူးရှလွန်းသည်ဟုပေါင်ရင်းထင်သည်ထိုလူငယ်ကလည်းသူ့ကိုတန်းကြားဆူးဆဲကြည့်နေပြီးမှမျက်နာလှဲသွားသည် အပြန်အလှန်မေးမြန်းပြောဆိုကြသည့်များကိုထောက်ချင်ခြင်းအပြင်ဘောင်ရင်းစိတ်ဝင်စားသူလူကြီးသည် ထိုလူစု၏အကြီးအကဲဖြစ်ရန်ရှိသည်ထိုလူကြီးသည် နောင်ရော့တူဝါကလောင်ချန်ကောတို့နှင့်တီကျွမ်းဟောင်းဖြစ်၏အထူးသဖြင့်ကလောင်ချန်ကောနှင့်ဘိုးမိုယင်းဤပုံရသည်ဖက်လက်တကင်းရှိသည်အင်ရှင်တို့ကဧည့်သည်များကိုနေရာထိုင်ခင်းပေးကြသည်အဲ့ဝေပြုကြသည်ထိုအခါတွင် လူကြီးဖြစ်သူ၏အမည်သည်လက်ဖိုင်လားဖြစ်ကြောင်းလူရွေး၏အမည်မှာမကန်ဖြစ်ကြောင်းဘောင်ရင်းတို့သိရှိကြလေသည် ပိုင်းလာကသူလာရင်အကြောင်းကိုမပြောမီသူသိလို့ဒီချက်များကိုရင်မိသည်ဒီဘက်မှာအသားဖြူတွေမလာဘူးလားသူတို့ကငါ့ဘုထည်ဖြူသေးသလားငါတို့ကနင်တို့ထည်ဖြူတယ်နော်သူမေးကိုဘယ်သူကမှမဖြစ်သေးခင်အဖွားကြီးတယောက်ကသူ့ကိုမေးသည်ဖြူတော်ပေါ့သူတို့ဖြူတာကဘရော့ဖွန့်လိုပဲဒါဖြင့်ဒီဘက်ကိုအသားဖြူတွေမလာသေးဘူးပေါ့အသားဖြူများကိုသူတို့မမြင်ဘူးသေးဘူးဟူသောအချက်တွင်ကောက်ချက်ချရင်းလပိုင်းလာကမေးသည်အေးတို့ရောက်ကိုတော့မလာသေးဘူးတလောကတော့ နော်ချောင်းကိုလာသွားတယ်လို့ကြားတာပဲထိုเจ้าကိုပေါင်ရင်မသိသူအန်ဟောဒီဘာကြောင့်မသိလိုက်ရသနည်းထိုเจ้าသူမေးသည်ဘယ်တော့ကလဲကြာပြီအေးဒါပေမဲ့တို့ကြတာကတော့နင်တို့ဘရော့ဘွန်တက်တဲ့နေ့ကပဲဘယ်သူပြောတာလဲလော်ပန်ကြီးပြောတယ်အသားဖြူတွေကငါတို့ပစ္စည်းတွေကိုလုလိမ့်မယ်တဲ့နင်တို့ကိုတတ်လိမ့်မယ်တဲ့အဖွားကြီးကခြေဟန်လျက်ဖြင့်ပြောသည်ဤတွင်နောင်ရတူပါးချားဝင်သည်လက်ကပြောတာပါဒီတရုပ်တွေဘာမှတိတာမဟုတ်ဘူးကျုပ်လဲကြားပြီပါပြီ အသားဖြူတွေကဘာမှမလုပ်တဲ့ပြင်လက်ဆောင်တွေတောင်ပြေးသွားသေးတယ်တဲ့သူတို့ပေးတဲ့ပတိတွေလက်ကောက်တွေတိတ်လာတာပဲတဲ့သူတို့တနတ်တွေကလည်းတိတ်ကောင်းတာပဲတဲ့လူရွယ်တဲ့ဦးကပြောသည်ဒါမျိုးတွေလားလပိုင်းလာကသူတနတ်ကိုပြပြီးမေးသည်မသိဘူးတခါပြင်းရင်ကြီးတန်းတွေအများကြီးထွက်တယ်တဲ့တစ်ကိုင်းတွေပြုတ်ကြတယ်တဲ့ဒါနဲ့အဲ့ဒီအသားဖြူတွေအခုဘယ်ရောက်သွားလဲဖခင်ဘက်ကိုသွားတယ်လို့ပြောတာပဲသူတို့ကဘာလို့လာတာလဲဘယ်လိုပြောတယ်လဲ တရုတ်တွေကငါတို့ပစ္စည်းတွေကိုလူးလိမ့်မယ်တဲ့ဒါကြောင့်သူတို့ကငါတို့ကိုကာကွယ်ဖို့လာတာတဲ့ဘာဆိုင်တယ်လဲကျုပ်တို့ပါကျုပ်တို့နေတာပဲကျုပ်တို့ဖိုးဘွားတွေလက်ထက်ကလေးကကျုပ်တို့ဒီလိုပဲနေလာကြတာပဲလကသူတို့ညာတာအခုသူတို့လာတာကကျုပ်တို့ကိုကာကွယ်ဖို့မဟုတ်ဘူးကျုပ်တို့ပစ္စည်းတွေလူးဖို့လဖိုင်လက်ကတန်ခတ်ကြဲကြဲဒေါမန်ပါပါဖြင့်ပြောလိုက်သည်ထို့နောက်လူအုပ်ကိုကြည့်သည်ငေးကြောင်နေကြသည်သူရဲ့တူကသာသူစကားကိုစိတ်ဝင်စားနေရရှိသည်ထို့လူရဲ့ကဘောင်ချင်းအေး နင်တို့လာတာပြောပါဦးအသားဖြူတွေကြောင်းထားပါဦးနောင်ရတူကလဖိုင်းလာကိုမေးသည်သူတို့နှစ်ဦးသည်တက်တူရတူလောက်ပင်ဖြစ်ဟန်ရှိသည်အသားဖြူတွေကြောင်းထားလို့မဖြစ်ဘူးငါတို့လာကတော့သူတို့နဲ့ဆက်ဆက်နေတယ်ဒူဝိုင်းမျက်နှာနဲ့ငယ်တင်းမာသွားသည်ဘလို့ဆက်ဆက်တာလဲနင်တို့ကဘာလို့မလို့လဲငါတို့ကသူတို့ကိုတိုက်မှာပေါ့ငါတို့စီမှာတော့သူတို့လာရင်တိုက်တာပဲနင်တို့ကိုလည်းငါတို့လိုပဲတိုက်ဖို့ပြောမလို့ပဲလဖိုင်းလာကဒူဝိုင်းမျက်နှာကိုစိတ်စိတ်ကြည့်ပြီးပြောသည် ငါတို့ကဘာလို့တရားမလဲသူတို့ကငါတို့ကိုဘာမှမလုပ်ခွဲနင်တို့နယ်တွေကိုခုသူတို့ဝင်လာပြီပဲသူတို့ပါသူတို့လာတာပဲလဖိုင်းနာကောင်းခါသည်ပြီးသူတို့ပါသာသူတို့လာတာမဟုတ်ဘူးနင်တို့နယ်ကိုသူတို့ပိုင်နေဆိုတာတရုတ်တွေနဲ့ပြောရအောင်သူတို့လာတာငါတို့နယ်ကိုသူတို့ဘယ်နဲ့လုပ်ပြီးပိုင်တယ်လဲငါတို့ပါငါတို့နေတာပဲငါတို့နယ်တွေကိုတရုတ်တွေလာနေတာပဲငါတို့ကိုတရုတ်တွေပိုင်သလားသူတို့လည်းလာပေါ့ဘာပြုတ်တယ်လဲငါတို့ကိုဘာမှမလုပ်ရင်ပြီးတာပဲ ေးနင်တို့ကိုအခုမလုပ်သေးပေမဲ့ငါတို့စီမှာတော့လုပ်ကုန်ပြီတခြားနေရာတွေမှာလည်းလုပ်ကုန်ပြီငါတို့ရဲ့ဇဘာကြီးတွေကိုမိရှို့ပြတယ်ငါတို့ရဲ့တောင်ရွာတွေကိုဖျက်ဆီးပြတယ်ငါတို့ရဲ့ကြက်ဝက်ကျွဲနွားတွေကိုယူတယ်ငါတို့မိမတွေကိုသူတို့မိမလုပ်တယ်ငါတို့ရွာတွေကိုမိတိုက်တယ်ငါတို့လူတွေကိုသူတို့ရိုက်တယ်ဖမ်းတယ်တတ်တယ်နင်တို့ကသူတို့ကိုဘာသွားလုံမှမတည်ပဲငါတို့ကဘာသွားလုံရမှာလဲငါတို့ပါငါတို့နေတာပဲငါတို့ကသူတို့စီသွားတာမှမဟုတ်ပဲသူတို့ကငါတို့စီလာတာပဲ ငါတို့နယ်မြေကိုတိမ့်တာပဲငါတို့ကိုကြုံပြတာပဲငါတို့စီကခွန်ဗန်နာတောင်းတာပဲငါတို့စီမှာတော့ဘာမှမလုပ်ဘူးဘာမှမဖြစ်ဘူးဒူဝါကပြက်ပြက်ပြောသည်သူကလက်ဖိုင်လာနဲ့စကားမဆက်ချင်တော့ဟန်ရှိသည်သို့တော်လက်ဖိုင်လာဒီရှုံးမပေးသူလိုချင်စီကိုဆက်ပြေပြောသည်အသားဖြူတို့ဤကြိုးကြော်ဆော်ကားမှုဖုံဖုံနဲ့မြန်မာပရင်ကိုသူတို့ဖမ်းဆီးသွားပုံကြောင်းထိုခါတိုင်းပြည်ဝန်းနယ်တွင်တိုင်းရင်းသားပေါင်းစုံနဲ့တန်းလွာပေါင်းစုံတို့ပေါင်းစည်းတိုက်ခိုက်ကြပုံတို့ကိုပြောသည်မိမိတို့လူမျိုးများကရွေးရွေးချွန်းချွန်းတိုက်ခိုက်ပုံကိုအထူးပြုပြီးပြောဆိုသည် ်ဗမော်တိုက်ပွဲအကြောင်းမိုးကောင်းတိုက်ပွဲအကြောင်းမြကြီးနားတိုက်ပွဲအကြောင်းစတုံးစမားတိုက်ပွဲအကြောင်းထို့နောက်နောင်ရတူဝါကိုစိတ်ဝင်စားမှုရှိစေရန်ယခုတိုက်ပွဲတွင်ခွန်စာစုနှင့်ကွာလောင်စုဝင်များလက်တွဲပါဝင်ကြကြောင်းစမားတူဝါကန်စီတူဝါဖုံကန်တူဝါစတုံးတူဝါစသောတူဝါကြီးများကိုယ်တိုင်ကိုယ်ကျဥဆောင်ပါဝင်ကြောင်းရှင်းပြသည်လပိုင်းလာသည့်နောင်ရတူဝါကိုသာမကအခြားသောကျေးရွာသူကြီးများကိုလည်းဥတီပြောဆိုသည် သူနှင့်ယင်းသည့်သောကလောင်ချံကောကိုလည်းပြောသည် ေးရလူကြီးများမှလည်းဒူဝါနဲ့တဘောတဘောထားတယ်လို့ပင်ဖြစ်သည်ကလောင်ချန်ကောကမူသူသက်ကြီးပြီဖြစ်ကြောင်းညည်းတွားပြောဆိုသည်ထိုအခါလဖိုင်လာသည်ဒေါသဖြင့်ဘာသက်ကြီးတာလဲဘလောက်ကြီးတို့လဲဆမကြီးဟာဘလောက်သက်ကြီးပြီလဲဒါပေမဲ့အခုတည်းဒီဆွဲမလျှော်ဘူးတက်တယ်မကြောင်ဘူးလူငယ်တွေရဲ့ရှိကမမရတဲ့ဆမဒူဝါကိုတော့မပြောနဲ့လေသူကရှားမှရှားတယ်အေးငါကတော့အလကားပဲတက်တယ်ကြောင်တယ်လို့နင်ပြောကျင်တယ်ပြောတော့ကလောင်ချန်ကောကအာလျှော့စကားပြောသည်လဖိုင်လာသည်ကလောင်ချန်ကောဝန်သားမလဲနိုင်သည့်နေဖြင့် ငိတ်ဆိုင်ကြည့်နေသည်ဒီလူကြီးသည်တစ်ချိန်ကသူ့ဖေနှင့်လက်တွဲ၍မြေယာဖိနေမှုများကိုစန့်ကျင်တိုက်ခိုက်ခဲ့သောသူရဲကောင်းကြီးဟုတ်မှဟုတ်လေသာဟုတန်တရားဖြစ်နေသည်အလုံးငြိမ်စိတ်နေသည်တန်ကြသောအခါခလောင်းချမ်းကိုလှုပ်ရှားသည်အေးငါတော့မကြတော့ဘူးမင်းနဲ့ဘက်ကလိုက်မဲ့လူတယောက်တော့ငါတို့ရာမှာရှိတယ်ငါလည်းနင့်ကိုသူ့ကိုနင့်လက်အပ်ဖို့စဉ်းစားနေရနှစ်ခါသုံးခါရှိပြီနင်တို့စီကငါမလာနိုင်လို့ခုနင်လာတာတော့ပဲသူကတော့ဟုတ်မှမက်တရရနေတဲ့ငယ်လေးပဲ။ လောင်ချန်ကောကဘောင်ရင်ကိုလက်ညှိုးထိုးလိုက်သည်အလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်ဘောင်ရင်ကလူအုပ်ကိုရဲရဲရင်ပြန်ကြည့်သည်အဖိုးကြီးပြောစကားကိုသူလက်ခံသည့်သဘောဖြစ်သည်အေးနင်တို့ငါ့အိမ်ကိုလိုက်ခဲ့ကြပါလားစကားကောင်းကောင်းပြောကြကြတာပေါ့ငါ့အိမ်မှာခေါင်ရင်ကောင်းကောင်းရှိပါတယ်ကလောင်ချန်ကောကဧည့်သည်များကိုဖိတ်ခေါ်လိုက်သည်တဲ့ဒီကခန်း83ရောက်သွားပြီနော်အောက်ကျန်ဟူဒီမှာအမှန်တော့တောင်ကြားလွင်ငယ်တစ်ခုဖြစ်သည်အပြန့်ညီလာသည်တော့မဟုတ်လှိုင်းတွန်သည်တို့နိုင်မြင်ခြင်းရှိသည် ရင်းကြောင်ပို၍ရင်းကြောင်ပင်ပို၍အမြင်လာခြင်းဖြစ်သည်ယခုလိုအေးမြသောဇန်နဝါရီလအလယ်လောက်လယ်တွင်ဆိုလင်အတန်းအစမ်းတကြဲရက်ဖော်ထားသောတောင်းဝေးကော်သောကြီးတို့ကို ပြန်ပြည့်ဖြန့်ခင်းတာသည်နှင့်ဘိန်းပွင့်များအလှကျွေနေသည်ဖြူဝါပြားလိမ်မော်ခရမ်းရောင်စုံတန်းသည်ရောင်စုံ ပုံဆန်းသည် အနုရင်အမိုင်းအတောက်ရောနေသည်တိတွယ်လည်းကလောင်းချမ်းကိုသည်ဤကြိုက်မှမခွာလိုခြင်းဖြစ်ပေသည်သူ၏မှကြည့်လင်ဘိန်းခင်းမြင်သည် လေးဘက်လေးတန်တောင်ချီချောများပေါ်သို့မြင့်တက်သွားလေသည် ၎င်းသည်မရင်းမရင်းသည်တို့ရင်းသည်တို့ရှိနေသောဘိန်းဝယ်များကိုငှိဆိုင်ကြည့်နေသည်သူမျက်နှာတွင်ခက်တံခြင်းလည်းမရှိကြည်နူးခြင်းလည်းမရှိသူစိတ်သည်အဝေးသို့လွှင့်ပြန်နေရရှိသည်နေမိမ့်မများသေးဘူးလားခလောင်းချန်ကောကရုတ်တရက်မိလိုက်သည်ဖြင့်၎င်းသည်တင်ငနေရှိသွားသည်နောက်မှပြုံး၍မရပါဘူးမလာတော့ကနေဟိုကောင်မလေးနဲ့ယူမလို့မော်လားဟိုဖိုးကြီးရဲ့တမီလေးအေးဘယ်သူဆိုလားမကောင်ရွယ်ဆိုလား၎င်းသည်ဤနေထိုနေရာမှာ မြောက်ကနေဖြစ်သွားသည်မကန်ကိုလန့်ကြည့်သည်ခေါင်းငုတ်ထားသည်ကိုတွေ့ရ၍အနှဲငယ်တက်တာသွားဟန်ရှိသည်သို့သောကမန်ကရန်ဖြစ်သည်သည်အဖြစ်ပေးသည်အတံမြန်တုံသည်ကျုပ်နဲ့မဟုတ်ပါဘူးကျုပ်တငယ်ချင်းနဲ့ပါ သူ့ဖေပေါ့သူ့မေပေါ့မကန်ကိုလန့်ညှို့ထိုးပြသည်လူရွယ်သည်ခေါင်းငုတ်ထားသည်ဖြစ်သည်ခေါင်းတဆက်ဆက်ငိမ့်နေသည်တယောက်ယောက်ကစကားဆဲဦးမီလာဟုပေါင်းရင်းဆောင်ပြောနေသည်သို့သောမြည်သူကမှနှုတ်မဟာတော့သည်ဖြင့်သူလည်းအဝေးသို့ငေးဆိုင်သည်လာပါတော့ဘိန်းဝင်များသည်တဖြည်းဖြည်းသူ့ကို၆လန့်လာကြသည် ဒင်းတို့သည်အတွင်တန်အတွင်တန်အစင်းအောင်လှပမြူးကြတော်လဲအသီးငယ်များဖြစ်၍ထိုမှတဆင့်အစေးဖြူဖြူများစီးကြလာကစီးကြလာသောကာလတွင်ကလူတို့ကိုထုံထိုင်းလေးလံစေတော်သည် ပြင်းကြီးတွန်းဆုပ်စေတော်သည်ထိုဘိန်းဝင်ကြောင်ပင်သူဖို့သည်ယုံမုံးဖွယ်ရာဖြစ်နေရသည်ဟုသူတွင်သည်ထိုရောင်သောခင်းကြီးကြောင်ပင်သူမိခင်နှင့်မြောင်များစွာသောမိမသားတို့ဒူးနှင့်မြည်တုံနေရသည်ဟုသူဆွဲမြဲ့သည်သို့တော်သည်ဘိန်းကင်းမြေကိုသူဆုံးခွာ၍သွားရမည်ဆိုသောခါကြတော်လဲသူရင်တစ်ခုလုံးဟင်းလင်းဟာလာဖြစ်ရသည် သူကောင်းတစ်ခုလုံးအုံပိုင်း၆ကတ်ချင်းရှိရသည်တကယ်တော့သူသည်ဒီပန်းကင်းကိုနောက်ချံခဲ့ရမည်ဆို၍ဒီတို့ဘယ်များဖြစ်ရမည်ထင် သူသားမြတ်ရတယ်လဲဒီလိုရောင်စုံပန်းကင်းများရှိနိုင်သည်သူတို့ဘဝနဲ့ဒီရောင်စုံပန်းများသည်ထွေးလျှောရှက်တင် ဖြစ်နေပြီမဟုတ်လားသူမိခင်နဲ့သူချစ်သူကိုခွဲခွာရရမည်ကြောင့်သာယခုကဲ့သို့ရင်လက်လက်ခေါင်းမိုက်မိုက်ဖြစ်နေရခြင်းသည်သူမိခင်ကိုသူတော်တော်လာသည်သို့တော်မလဲစွာ ်ခွဲခွာရမည်သူချစ်သူကိုသူမြတ်လို့လာသည်သို့တော်မတတ်နိုင်ဟုတ်သည်မတတ်နိုင်လပိုင်လာတို့နှင့်လိုက်ပါရန်သူပြောပြီးဖြစ်သည်ပြင်ဆင်ပြီးဖြစ်သည်နှက်ပြန်မနဲ့တွင်သူတို့ခရီးထွက်ကြမည်လပိုင်လာတို့သည်ဤရွာမှာရှေ့ကြသောအချိန်မဖြုံနိုင်ဤနယ်တွင်အသားဖြူတို့ဤသွားလာလှုပ်ရှားမှုကိုလေ့လာပြီးသည့်နေ့တစ်ပိုင်တည်းဤနယ်တွင်ရှိကြေးရွာများကိုလှည့်လည်၍ကျူးကျော်မှုဆန့်ကျင်ရေးလှုံ့ဆော်စီယုံပြီးသည့်နေ့တစ်ပိုင်တည်းသူတို့နယ်သို့အလင်းမြန်ပြန်ကြရမည်ဖြစ်သည်သူတို့နယ်သည်တိုက်ပွဲနယ်ဖြစ်သည်သူတို့နယ်သို့ဝင်လာသောအသားဖြူများကို မိမြအင်အားကြီးသည်ဖြစ်စေမိမြလက်နှင့်အင်အားကောင်းမွန်သည်ဖြစ်စေသူတို့ကခုခံတိုက်ခိုက်မည်ဖြစ်သည်ယခုလိုမိုးမရှိသော ကာလများတွင်အသားဖြူများသည့်တောင်ပေါ်သို့တက်လာတတ်ကြသည်ဤမှာဤမှာဘက်သို့လာလင်သူတို့ဘက်သို့လည်းလာတတ်သည်ဤဘက်ကဝေးခေါင်သည်သူတို့ဘက်ကပေါက်ရောက်လွယ်သည်ဘောင်ရိပ်သည်မိခင်ဤကိစ္စအတွက်စောင့်တရားမရရှိသည့်တွင်မောင်းတော်ပေါင်းတွင်တန်တန်းချင်းခါရသောအခါရွာတွင်နေခြင်းသိမရှိသောငကူကလေးကလည်းဟိုဟိုဒီဒီသွားလို့သည်လူငယ်တို့ဘာဝဆွမ်းစားလို့ရည်လည်းဖြစ်သည် အသေးစားများမြင်တွေ့လို့ခံရရှိဖြစ်သည်ဂလောင်ချံကော့ထံမှလည်းခြားဒေသများကြောင်းအမျိုးမျိုးသောတိုက်ပွဲများကြောင်းကြားထားရသည်မဟုတ်လားဒီလိုခြေကံမျိုးတွင်လပိုင်းလာလို့လူစုနေတွေ့ရရသောအခါငုံနေသောပန်းဖူးသည်ရုတ်ချီးပွင့်လန်းခြင်းဖြစ်ရှိသွားသည်လပိုင်းလာလို့ဘေးစေးတော်လန်ရင်းနှင့်နေကျဆန်ကြီးတိုက်ပွဲများကြောင်းကြားသိရသောအခါသူ့မှာများစွာအာသေရသည်နှိုးကြားတက်ကြွရသည်တို့ဖြင့်သူသည်လပိုင်းလာလို့နှင့်လိုက်ပါရန်ယတိပြတ်ပိုင်းဖြတ်သည်ဖွင့်ဟာသည်စီစဉ်သည် ။မက်ပြန်တွင်ခီးထွက်ကြရန်ဖြစ်သည်။တိုးတော်မိခင်နှင့်ချစ်သူတို့သူ့မှာတအုံနှွေးနှွေးရှိနေရသည်။မိမိကိုယ်ကိုမိမိတပ်ပုတ်လုံးထွေးနေရသည်။နောက်ဆုံးတွင်သူသွားမည်အကြောင်းကိုမိခင်နှင့်ချစ်သူကအတိမပြေရန်ဆုံးဖြတ်လိုက်သည်။တိတ်တဆိတ်ဆဲသွားသည်ကအားလုံးအတွက်အကောင်းဆုံးဖြစ်ပြီးကောက်ချက်ချလိုက်သည်။တိုးတော်သူ၏ကြံစည်မှုသည်အောင်မြင်ခြင်းမရှိချေ။မမျှော်လင့်မဲဆုံးမျှော်နှံရောက်ရောက်လာသည်။မထင်မဲနှင့်ပြဿနာတစ်ခုပေါ်လာသည်။သောမြောင်နံကရေးတကြီးစကားပြောလို့ဒီဆို၍သူတို့နောင်ရောက်ခ6ကန်းသို့6ကန်းမသို့သွားကြသည် တိတ်ဝါမြစ်ပေါ်တွင်ထိုင်ကြသည်မကြမီနေကြွေတော့မည်ဖြစ်သည်အနောက်ဘက်တောင်ထိပ်စွန်းနှင့်နှိမ့်စင်နေသောနေလုံးဤကွာလန်းသည်မများလာတော့နေကြွေတော့မည်ဆိုသည်နှင့်တပြိုင်တည်းအေဂျန်ချင်းစကန်းထလာသည် နှင်းပွေများခုံမြူလာသည်သို့သောသုံးမျောနိုင်ဤလက်ဝါးတွင်ချွေးသည်များပြန်နေသည်နှင်းဘာဖြစ်နေသလဲဘောင်ဟင်းကလမ်းကြမိလိုက်သည်ထိုခါမှမျိုးသမီးသည်ခေါင်းကိုမော့၍ညှို့ငယ်သောမျက်နှာတင်ဆင်သောအံဖြင့်ငါတို့ဘယ်နဲ့လုံမလဲဘာကိုလဲ ငါတို့ကွဲကြရတော့မယ်။ဘာဖြစ်လို့လဲ။ဘောင်ရင်ရင်ထိတ်သွားသည်။သူလိုက်ပါသွားမိကြောင်းကိုသူမှသိကြပြီလော။နင်တို့ပြန်သွားတော့အောင်းသွဲတီလာတယ်။ဂနိလာအေးဘဲကလည်းလက်ဆိုင်တူဝါစီကပေါ့။ကုမို့တွေအများကြီးပေါ့။နင်ဒီလိုမပြောပါနဲ့။နင့်မိဘတွေကလက်ခံလိုက်ပြီမဟုတ်လား။မြို့သမီးငြိမ်နေသည်။အမောင်ပြုတ်လာပြီ။အလုံးကိစ္စပြင်းနေပြီပဲ။ငါ့ကိုဘာပြုတ်လို့လာပြောနေသေးသလဲ။ နင်းဒီလိုမပြောပါနဲ့သူတို့နေတွင်စိတ်တကောင်ရုပ်ဝဲနေသည်ဘောင်ရင်လန့်လိုက်မှထွက်ပြေးသည်ကြောက်သားပွားပွားများပဲ့ကြွေသွားသည်ဘောင်ရင်တပြင်းချသည်ပြီးမှဖြစ်ညစ်၍ပြောတော်လေသည်ဖြင့်ကောင်းပါလေငါလည်းတခြားသွားတော့မှာပဲသုံးမျောနံရုပ်တရက်ရုပ်ခနဲကိုလဲသည်နေပဲသွားမလို့လဲငါအဲ့တရီနဲ့လိုက်သွားမယ်ဘာလို့လဲအသားဖြူတွေတိုက်မလို့နင်းနဲ့ပါဆိုင်လို့လဲနင်းလဲနင်းဖေလို့ပြောတာပဲလားနင်းဒီလိုမပြောပါနဲ့ ငါဟုတ်တာပြောတာပဲမျိုးသမီးကလဲဆွဲများကျိုးကျိုးကြည်ကြည်မီအောင်ခေါင်းရမ်းခါရင်နင်မသွားပါနဲ့ငါမသွားလို့ဘာလုပ်ရမလဲနင်ငါ့ကိုမယူတော့ဘူးလားဘယ်လိုလုပ်ပြီးယူမလဲငါကလက်ဆိုင်တူပါတော့ကွန်ဖို့တင်နေတာမှမဟုတ်ပဲနောက်ပြီးငါကနင့်ဖေကိုလည်းတန်ဆောင်ရအောင်မှမဟုတ်လားဒါဖြင့်ငါတို့တကယ်ကွဲကြပြီပေါ့မျိုးသမီးကအားလျော့စကားဆိုသည်သူကမျိုးသမီးစကားကိုမကြဟန်ပြု၍ဝေးသို့ငေးမြော်နေသည်သူမျက်နှာတင်းမာလာသည်သူမျက်လုံးများဝင်းတောက်လာသည် မာကျော်သောသည်မြေတစ်ခုကိုလက်သေးဆုပ်ဖြင့်ထုနေသည်နောက်ဆုံးတစ်ချက်ပြင်းပြင်းထုလိုက်ပြီးနေငါနဲ့လက်ခဲပါလားသုံးမျောနဲ့ကြည်ကြည်ကြောင်ကြည်ဖြစ်သွားသည်ဘဲကူလဲပဲ့တဲ့ဒီနဲ့အတူသူမခေါင်းငုံသွားသည်ဒါဆိုရင်ငါတို့မကွဲတော့ဘူးလက်ဖိုင်လာလို့ရမှာဒူဝါမရှိဘူးဘယ်သူတောင်ရောက်ကူမှလုံမပေးရဘူးဘယ်သူကူမှပေါင်သားမပေးရဘူးအဲ့ဒီမှာငါတို့ပြောပြောနေကြမယ်အမျိုးသမီးခေါင်းမဖော်နေလိုက်မယ်မဟုတ်လား ူကအတက်တယောမေးသည်ထိုင်ရမထသည်သုံးမြောင်နံလိုက်ထသည်တို့တော်ဘာမှမဖြစ်တဖက်လူခတ်မဆိတ်ရှိနေသည်ကိုမြင်သောအခါသူဒေါပွားသည်နေမလိုက်ဘူးမို့လားမလိုက်ရဘူးမို့လားဘယ်လိုက်မလဲနေကသူဝါရဲ့မိမဒူချံဖြစ်ချင်တာပဲတွဲတွေနားတွေကျွန်းတွေရွှေတွေအများကြီးလိုချင်တာပဲနေတို့ကကုန်းမိုးမဲများတက်နေတဲ့လူဆိုရင်သဘောကျတာပဲမို့လားကောင်းပြီနေရစ်ခဲ့ပေါ့ငါသွားပြီငါဘယ်တော့မှမလာဘူးဘောင်ရင်ဒီရင်တို့အော်ဟစ်ပြောဆိုပြီးနောက်ထိုနေရာမှာဝုံဝုံတိုင်တိုင်ထွက်သွားထွက်ခွာသွားသည် ဆုံးမြောင်းနံကြံရည်သည်ရေခဲတောင်ကြီးပေါ်မှာမလုံမရှဲဖြစ်သည်တို့သောမြင်းမြင်းလေးရှိုက်ငုံနေသည်ဘောင်ရင်းကမူသူမကြီးငိုရှိုက်တံကိုမကြားတော့ဂယုမပြုတော့တဲ့ဒီကခန်း84ရောက်တော့ပါပဲခင်ဗျာသူတို့ဒီဖုန်းတကိုကြည့်သောအာနာပြင်းမြသောယန္နာဥစ္စာယတနာကြွယ်ဝသောမင်းတရားကြီးမင်းမိဖုရားမင်းညီမင်းသားဝင်ကြီးဝင်ငယ်တမမှုကြီးတမမှုငယ်တို့ဖြင့်ဆက်ဆံရသည်ကဤမြပင်မကြီးချင်းလက်ဝင်ခြင်းမရှိ ထိုသူများသည်အလွယ်နှင့်အလျှော့ပေးသည်အလွယ်နှင့်တစ္ဆာတော်ခံသည်သို့မျောသို့သောမြမပြည်နှင့်အုပ်ချုပ်သူများကကြည်တော်မျိုးကျွန်တော်မျိုးများဟုသတ်မှတ်ထားသော သူတို့အနေနှင့်လုံးဝလူရမသွင်းဆင်းမတင်သောလက်နက်ဟူ၍မောင်းကြိုးမိပြက်များသာဖြစ်သော ရှိသောတိုင်းရင်းသားပြည်သူများနှင့်ရင်ဆိုင်ရသောခါတွင်မှသူတို့သည်မှန်းကျက်နှင့်နှံ့ထွက်မကိုက်ရှိရသည်မျက်လုံးပြူမျက်စံပြူဖြစ်ရသည် လူသူအင်အားလက်နက်အင်အားငွေကြေးအင်အားမြောင်းများသုံး၍ပြည့်ရွယ်ဝတ်များများစွာဖြင့်ဆန်းကားနှစ်ကာလများ ပြင်းထန်အာတုံခွန်ဆိုင်တိုက်ခတ်ချိန်ဝန်းဒီတိုင်းမြန်မာတပြည်လုံးကိုကောင်းစွာမဆိုးပိုင်နိုင်သေးပဲရှိနေသည်ခုနဒီနာမှာခုခံတိုက်ခိုက်မှုများမပြတ်လို့တွေ့နေရသည်အများပြည်သူတို့၏အမျိုးချစ်သည့်စိတ်နိုင်ငံချစ်သည့်စိတ်တို့ကိုမချိုးနိုင်နိုင်သေးပဲရှိနေသည်အထူးသဖြင့်တောင်တန်းဒေသများနေကြာဒေသများနှင့်ပတ်သက်၍သူတို့အုံနောက်ချောက်ရသည်ရင်းဒေသများသည်တောတောင်ထူထပ်၍ရာသီဥတုဆိုးရွားလာသည်ဖြင့်အရောက်ပေါက်ခဲ့သည်သို့သောထိုဒေသများကိုလွတ်ထွက်၍မဖြစ်နိုင် ထိုဒေသများကိုမရရှိသေးဘဲနဲ့မြန်မာပြည်ကိုဆိုးပိုင်ပြီးဟုမပြောနိုင်သူတို့၏အုပ်ချုပ်မှုအာဏာသည်လည်းဆိုးရိမ်သည့်ခြေနေတွင် ရှိနေသည်မြန်ဒေသများရှိတိုင်းရင်းသားလူမျိုးအပေါင်းလောက်ကပင်သူတို့ကိုခုခံတိုက်ခိုက်ကြသည်မြေပြန့်ဒေသတွင်သူတို့အားနှဲပေါင်းများစွာခုခံတိုက်ခိုက်ခဲ့သူများလည်းယခုခါထိုဒေသများတွင်သွားရောက်ခေါ်လုံနေကြသည်ဒေသခံများနှင့်ချစ်ကြည်ရင်းနှီးမှုတွေးဆညီညွတ်မှုရယူပြီးအခြေဆိုင်စခန်းတည်ဆောက်ကြသည်သူတို့ကိုပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်ကြသည်တိုက်ခိုက်ကြသည်နေဇာရေးကိုပြည်ပြအောင်ဖြည့်ရှင်းနိုင်ခြင်းမရှိသည်များ တိုင်းပြည်တပြည်ဤချုပ်ချာအာဏာပိုင်ဆိုင်မှုသည်တည်တက်ခိုင်မြဲခြင်းမရှိနိုင်ပါဘူး။ထိုအချက်ကိုကောင်းစွာသဘောပေါက်နားလည်သည့်လျောက်သူတို့သည်မြန်မာတရုတ်နယ်စပ်ရင်းနှင့်ပတ်သက်ပြီးတရုတ်ဆိုးရနှင့်ဆေးဆက်ဆွေးနွေးခဲ့သည်။1898ခုနှစ်တရုတ်အင်္ဂလိပ်သဘောတူညီမှုစာချုပ်ကိုချိုးဆိုခဲ့သည်။နယ်စပ်ဒေသတတ်မှတ်မှုများကိုပြုလုပ်ခဲ့သည်။သို့သောရင်းစာချုပ်ကိုလန်ဒန်နှင့်ဘီကင်းကပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။နယ်စပ်ဒေသဟိုဘက်ဒီဘက်မှပြည်သူတို့ဤဆန္ဒမပါရှိခြင်းရင်းကြောင်လွယ်ကူစွာထိရောက်အောင်မြင်ခြင်းမရှိခြင်း အမှန်တော့ထိုလေသတွင်ရှိလူများသည်နေကြဆိုသည်ကိုလည်းနားမလဲနေကြဆိုသည်ကိုလည်းနားမလဲသူတို့နားလေသည်မှာသူတို့လူစုသည်ဤနေမြေတဝိုက်တွင်ဘိုးစဉ်ပေါင်းဆက်အတူတကွနေထိုင်ခဲ့ခြင်းနေထိုင်ခဲ့ကြသည်ဆိုခြင်းတနေ့တည်းကုလူဆက်ဆံခြင်းအချင်းများခဲ့ကြသည်ကာလရှိသလိုအပြန်လန်ကူညီခဲ့ကြသည်ဆင်လာများရှိခြင်းတို့ကိုသာနားလေကြသည်တကယ်တော့သူတို့သည်ဆွေမျိုးမိတ်ဆွေများသာဖြစ်ကြသည်ယခုခါတွင်လည်းသူတို့သည်တနေ့နေ့တနေ့ကူတံမြဲတဦးကိုတဦးကူညီမြဲ 1699ခုနှစ်သဘောတူညီမစာချုပ်ချုပ်ဆိုပြီးသည့်အချိန်တောင်တန်းဒေသနှင့်နေဆက်ဒေသရေခင်းများသည်ပြည့်ပြတ်သွားခြင်းမရှိသေးပေမြေပြန့်ဒေသမှာကောင်းဆောင်များပြားသည့်တရုတ်ပြည်ဘက်တွင်ခြေဆိုင်လျက်ရှိသည်တရုတ်တို့ကလည်းပွင့်ပွင့်တမျိုးတိတ်တိတ်တဖုံအားပေးကူညီလျက်ရှိကြသည် အချို့သော ခုခံတိုက်ခိုက်တပ်များသည်ဗမော်မြေကြီးနာကတမုတ်ကုတ်မူကောင်စားသောမြို့ကြီးများနှင့်မဝေးကွာလာသောကချင်တောင်တန်းများရှမ်းတောင်တန်းများပေါ်တွင်အခိုင်အမာခြေဆိုင်လျက်ရှိကြသည်လှည့်လည်လှုပ်ရှားလျက်ရှိသည် ထို့ပြင်သူတို့သည်လွားကင်းလာကင်းကောင်းသည့်ဆောင်းကာလာများတွင်တောင်ပေါ်တက်သည်နယ်ဆက်သွားသည်ဥပယ်မျိုးမျိုးသုံး၍တိုင်းရင်းသားများကိုသိမ်းသွင်းသည်ရင်းစီဒီများရပင်မစ္စတာဟက်နှင့်တယင်မူဗိုလ်ကြီးဒေလာတို့ခေါင်းဆောင်သောစစ်ကြောင်းတစ်ကြောင်းသည်19ရာစုကုန်20ရာစုဆန်းပိုင်းတွင်အင်မန်ခမြေရုပ်ဒေသသို့ရောက်ရှိလာကြသည်ရင်းစစ်ကြောင်းတွင်ဂေါရခတတတရားခန့်ပါဝင်သည်ဤတိုင်းဌာနတာဝန်ခံတို့ဦးနှင့်ထောက်လှမ်းရေးဌာနတာဝန်ခံတို့ဦးလည်းပါရှိသည် သူတို့ဒီကတာဝန်မှာ1699ခုနှစ်သဘောတူညီမှုစာချုပ်အရနန္ဒမေပြည်သတ်မှတ်ထားသောအင်မန်ခရေဝေကျော်ကိုလေးလာရန်ဖြစ်သည်။နယ်မြေကိုတိုက်ခိုက်သိမ်းမဲ့ထားရန်မဟုတ်ချေထို့ပြင်သူတို့သည်သူရဲကောင်းပြည်သားလာသောဤတောင်ပေါ်သားများကိုအကြမ်းတမ်းတိုက်ခိုက်၍လွယ်ကူခြင်းမရှိသောအခါချုပ်မော်ခြင်းနှစ်သိမ့်ခြင်းဖျားယောင်းခြင်းမြူဆွေခြင်းများပြုလိုရန်နိပရိယပြောင်းလိုက်သည်။ထို့ပြင်သူတို့သည်စစ်ကြောတစ်ချောင်းကြီးရွာများနှင့်ပဋိဖာမဖြစ်အောင်ကြိုးပမ်းသည်နားလည်မှုရင်းနှီးမှုများရရှိရန်သူတို့ကြိုက်နေတတ်သောပစ္စည်းများလက်ဆောင်ပေးသည်။ ထိုသာသောစကားကိုဆိုသည်ယဉ်ကျေးသောမူရာကိုပြသည်ဖျားသခင်လိုတော်ရဟိုနှကိုကြည်မြန်လာသောဧကရိဧကရိဘေမကြီးလိုတော်ရတောင်မော်ဒီသားရှိညီရင်းကိုများမောင်ရင်နမများတို့ကိုညီရန်တို့ဆောက်ရှောင်းရန်လာရောက်သည်ဟုပြောဆိုသည် ထို့သူသူတို့ပေါ်ကြောက်ရွံ့လေးစားမှုရှိသည်ဟန်သူတို့၏လက်နက်ဆမ်းများကိုပြစ်ခတ်ပြသည်မင်းရဲ့ဖြူလေးကိုကောင်းဆောင်သောကလာတက်ကြီးသည်ဘောင်ရင်တို့လူစု လက်ကြောင်တို့မသွားမီတနေ့ကပင်နောင်ချောင်းကိုဖျက်သွားကြသည် ထိုတဲ့ရင်ဒီဘောင်ကြီးတို့တက်နေစဉ်တွင် နောင်ရိုးတို့ရောက်ရှိလာသည်တောင်းတက်နေစဉ်တွင်ဘောင်ရိုးတို့နောင်ရိုးတို့ရောက်ရှိလာသည်သို့ဖြင့်ဘောင်ရင်ဒီသူတို့နယ်ကိုမျက်နှာပူများရောက်ရှိနေသည့်တဲ့ရင်ကိုဘရော့ဖုန်းကပြန်လာမှပင်ကြားသိရတော်သည်သို့တော်ဖရဲဘက်သို့ခီးဆက်သွားကြကြောင်းဆိုသည်မှပါဘာမှတိတိကျကျမသိရရှိသည်လပိုင်းလကအင်္ဂလိပ်စစ်တပ်ခြေသွားရလမ်းကြောင်းအတိုင်းနောက်ရောက်ခံလိုက်သွားအံ့ဆိုသောအခါသူအမြဲတမ်းဝမ်းသာသည်မျက်နှာပူများကိုသူမြင်ဘူးခြင်းသည်သူတို့၏လက်နက်ဆံများအကြောင်းကိုသိခြင်းသည်သူတို့နှင့်ဆက်ဝဲကြီးတစ်ဝဲတိုက်လို့သည် တို့ပြင်သူသည်သူတို့ခရီးထွက်ခွာရန်အချိန်ဖြစ်သည့်နောက်တနေ့မနေ့သို့မြန်မြန်ရောက်ရှိရန်ဆုတောင်းနေသည်မျက်နှာဖူးများနှင့်ရေဆိုင်တို့သည်အကြောင်းဖြင့်ဤရောမမြန်ထွက်ခွာလိုစိတ်ကြောင့်လည်းဖြစ်သည်သူကမထွက်ခွာမီတွင်မိခင်နှင့်လည်းမတွေ့ခြင်းချစ်သူနှင့်လည်းမတွေ့ခြင်းသို့သောသူဆန္ဒမပြည့်ခဲ့ဇုံမြော်နှံရုပ်ချီရောက်လာသည်တက်ဝပင်ရောက်သို့သွားကြသည်မြို့တိပိဓမ္မစိတ်မချမ်းမြေဝေရာတရင်စကားကြားရသည်ဒေါသစကားဆိုရသည်အောက်ချိုင်သို့အမျက်ဒေါသဖြင့်ပြန်ခဲ့သည်ကလောင်ချန်ကောင်းအင်းတို့ရောက်သောအခါသူမှအတရာပြန်သည် သူမရှိသည့်အတွင်တွင်သူတို့တရင်ကောင်းတစ်ခုရရှိတာသည်ယင်းကခြားမဟုတ်ဖရဲတွင်အင်္ဂလိပ်တပ်များကိုဒေသခံများကတရုတ်တပ်နှင့်ပူးပေါင်း၍တိုက်ခိုက်ခြင်းပင်ဖြစ်သည်ပထမတွင်အင်္ဂလိပ်တို့သည်တပ်ပွဲကိုရှောင်ရှားသေးသည်သို့သောသူတို့ချင်းနေဘေးကျန်နေချက်ဖြစ်သည်သူတို့ရှိမှတရုတ်တပ်သား300ခန်းနှင့်တိုင်းသားချုပ်ကကာစီထားသည်သူတို့နောက်တွင်မူတိုင်းသားများကလူအင်အားစု၍တရုတ်လက်နက်ကင်ချုံနှင့်ပြန်လန်းကိုပိတ်ဆို့ထားသည်သူတို့ခြေလမ်းတစ်ချက်မှလည်းအိနေရာတွင်တက်လုံးပျောက်သွားမည်တရုတ်တပ်များကိုဖယ်ရှားပြန်သူတို့တွေးဆောင်သည်မယျ နောက်ဆုံးတွင်တိုက်ရသည်နှစ်ဖက်ကြာဆုံးများသည်သို့သောသူတို့သည်နောက်ဖက်မှတိုင်းရင်းသားများနှင့်မတိုက်မီအောင်ရှောင်ရှားပြီးအလင်းမြန်ဆုတ်ခွာသွားသည်အလင်းမြန်ဆိုသည်မှာစကားရတာဖြစ်သည်တကယ်တော့မှတကယ်တော့မူသူတို့သည်နယ်မြေမကြွညင်မှုရေမြေကြမ်းတမ်းမှုရာသီဥဆိုးဝါးမှုကြောင့်ခရီးမတွင်ချေအချို့နေရာများတွင်တနေ့လင်ခရီးနှစ်မိုင်သုံးမိုင်များသာအနိုင်နိုင်ပေါက်ရောက်သည်သူတို့သည်ပြန်ခရီးတွင်ရွာများကိုမတွေ့အောင်ရှောင်ရှားသည်တွေ့လင်လဲမိတ်ဖွဲ့သည်ခုခံတိုက်ခိုက်မှုတွင်ရှိလင်အလျှော်ပေးကွင်းရှောင်သွားသည် အင်္ဂလိပ်တပ်ပြန်လည်ဆုတ်ခွာလာပြီးဆိုသောသတင်းကိုကြားရသောအခါလပိုင်းနာသည်နယ်မြေဒုရုကိုစီးယုံ၍လမ်းဖြတ်တိုက်ပွဲများဆင်နွှဲရန်စိတ်အားထက်သန်လျက်ရှိတော်သည်။ထို့ပြင်သူသည်နောင်ရော့တူဝါနှင့်ထပ်မံဆွေးနွေးသည်မရခြင်း။သို့သောလပိုင်းနာအမျိုးအခြားရွာများကိုဆွေးနွေးမီမရလင်သူတို့လူစုနှင့်သူတို့ပင်တပွဲနှစ်နှစ်ပွဲဆမ်းမည်ဟုပိုင်းဖြတ်တာသည်။ရင်းအတွက်ပေါင်ရိပ်များစွာအားတက်နေသည် သူသည် အသားဖြူများနှင့်ရေဆန်ရတော်မီသူတို့လက်နက်ဆမ်းများကြောင့်သိရတော်မီ။ လဖိုင်လာဤကိုကဲအုတ်ချုံမှုအောက်တွင်တိုက်ပွဲတပွဲပါဝင်ဆင်နွှဲရတော်မူမိခင်ကိုယ်သူမိသည်ချစ်သူကိုယ်သူမိသည်တေဝပင်အောက်တွင်ချစ်သူနှင့်အချင်းများကြရသည်များစိတ်နှောက်ကြည့်ကြရသည်များပျောက်လွင်ကုန်ချေပြီနောက်တနေ့နေ့တွင်စီစဉ်သည့်အတိုင်းသူတို့ခီးထွက်ကြသည်လဖိုင်လာလူလာစင်က၅ရောက်ဖြစ်သည်အပြန်တွင်ဘောင်ရင်တယောက်တို့၍၆ရောက်ဖြစ်သည်လဖိုင်လာလူနှင့်တူဘောင်ရင်လိုက်ပါမည်ကိုတရွာလုံးသိပြီးဖြစ်သည်နောင်ရောတူဝါလည်းသိသည်သို့သောဒူဝါကြည့်သည်သူဤနေသူနေသားတယောက်ရောကြသည်ရောသွားသည်တို့ တစုံတရာဟန်တာခြင်းမပြုခြင်းသူအပ်ပေးရန်ရှိသောဓာန်ပစ္စည်းများပေးဆောင်မသွားခြင်းတွေလည်းကန့်ကွက်ပြောဆိုခြင်းမရှိခြင်းအမှန်တော့လပိုင်းရနေသူဘောင်ရင်လိုက်ပါသားသည့်တွေဒူဝါကြီးဝန်းသာကျင်းနယ်လျက်ရှိခြင်းသည်အကြောင်းမှာရှင်းသည်ဘောင်ရင်သည်သူ့တွေအန္တရာယ်တကောင်ဖြစ်သည်ဒီကောင်လေးသည်ငငယ်ကလေးကကိုလိုကလန်ဖြစ်သည်တစောက်တီတစောက်ကန်ဖြစ်သည်သူကိုဂလောင်ချန်ကောကမြောက်ပေးနေသည်ကြားလင်းဒီကောင်ကလေးတဘုံဖြစ်လာမည်သူ့လုံများကိုနှောက်ရှယ်မည်သူ့အကျိုးကိုစန့်ကျင်မည်နောက်ဆုံးတွင်အတီလင်းပုံကံပေးလိမ့်မည် ထိုခါနောင်ရောက်ခါသည်တွေးချင်းချင်းหนีလေပေလိမ့်မည်ဒီကောင်ကလေးမရှိမှကောင်းချင်မည်ဒီကောင်ကလေးဒီသူ့ကိုမျိုးမျိုးဒုက္ခပေးမိကောင်ကလေးဖြစ်သည်အထူးသဖြင့်သူသမီးငယ်နှင့်ပတ်သက်ပြီးဖြစ်သည် ကောင်မကလေးကလည်းခဲသည်ဒီကောင်ကလေးကိုမှတန်တန်ဆွဲဖြစ်နေသည်ကုန်းဖို့ဟူ၍ဓာတ်တစင်းမောင်းတလုံးမှကောင်းကောင်းတင်နိုင်မည်သူမဟုတ်သူသားသည်အသွာခွေလေး၍မောင်းသည်အတန်ကွက်ဧချင်းရှိပေလိမ့်မည်ဒီကောင်ကလေးမရှိမှသာသူသမီးကိုအိမ်တောင်ကောင်းစွာချထားနိုင်မည်ဖြစ်သည်သမီးကြီးသည်လက်ကြောင်တူချံဖြစ်ပြီး ။ဓမိငယ်ကလက်ဆိုင်တူချံဖြစ်လာတဲ့တော့ကဤကဘာတွင်သူ့ကိုမြည်သူရှင်ပြိုင်နိုင်ခြင်းဥမြင်သည်။ဒီတော့သွားပါစေ။အောင်တော်မောနှင့်ပါရမည်။ရင်းကြောင်ပင်နောင်ရတူဝါစီလက်ပိုင်းသားတို့လူစုသူ့အိမ်နှင့်မလမ်းမကမ်းမှဖြစ်သွားသည်ကိုမြန်မာလျက်နှင့်ပင်မမြင်ဟန်ပြုသည်။ဘောင်ရင်ကလည်းဒူဝါကြီးအိမ်ဘက်သို့မကြည့်ဟုဆုံးဖြတ်ပိုင်းပြထားဟန်ရှိသည်။ခေါင်းမော်၍ခတ်တုတ်တုတ်လျှောက်သွားသည်။သို့တော်အတန်းငယ်လွန်သောလွန်သောအခါကောင်းသူခေါင်းငယ်ဆောင်သည်။သုံးမျိုးနှင့်ရေရောင်ကိုမမြင်သောအခါသူမျက်နှာအိုးသွားသည်။ ကိုကမတွေ့ခြင်းဟုပန်းဖြတ်ထားတော့လဲတကယ်မတွေ့သောခါတွင်ကစိတ်ထဲတွင်တမျိုးကြေကွဲသလိုမျက်မှန်ပွားသလိုမိမိကပဲများလျှို့ဝှက်ခြင်းဖုံးကွယ်ခြင်းရှိစေကမူသူတို့ကတော့မိမိကိုရှာဖွေခြင်းတောင်းပန်ခြင်းပြုတင်သည်ဟုထင်မိသည်ယခုတော့မိသူကိုမှမတွေ့ရရွာလဲမှသူတို့လျှောက်ခဲ့သည်မိခင်ကိုလည်းမမြင်ရချစ်သူကိုလည်းမမြင်ရမိခင်ကိုမတွေ့မမြင်ရခြင်းတွေဖြစ်သည် မိခင်သည်မိမိကိုပြောမြမိကိုသိ၍ကြောင်းတော်ကြောင်းတွင်ကြိတ်၍ငိုကြွေးနေပေလိမ့်မည် ချစ်သူကြတော့ထို့သောမဟုတ်တန်ရာမိမိပေါ်တွင် အပြည့်ပိုင်ပြတ်တောင်း၍သာဖြစ်ရမည်။မြောင်များစွာသောကိုမိုးကိုမမောရသာဖြစ်ရမည်။ကောင်းပြီ။ဒီလိုဆိုလည်းဒီလိုဆိုရင်သူကလည်းပို၍ပြတ်ရမည်။ဘယ်တော့မှမတွေ့။ဘယ်တော့မှကြွားမပြန်။ဘယ်တော့မှဘာမှမပြု။ရင်းတို့စိတ်နိုင်နိုင်ပိုက်ဖြတ်လိုက်သည်မှာပဲနောက်ဖက်မှစူးစူးညံ့ညံ့အတံများကြားရသည်။ဆက်ကနေလှည့်ကြည့်လိုက်သည် လူများပြေးလွှားနေကြသည်။နောင်ရောက်ခါသို့ဥတည်သည်။သူတို့ပါးစပ်မှထိတ်တလန့်ဟိတ်အော်ကြသည်။တဲခွဲစွာမကြရ။သို့သော ုံမြောင်နံနှင့်ပတ်သက်သည်ဟုထင်သည်။နားထဲတွင်သုံးမြောင်နံဟုသောတံများမှတ်သဲမကွဲကြသည်။ဘောင်ရိတ်တစ်ချိန်တို့ပြည့်သည်။ရှေ့မှပြင်းနေသူများကိုမိလိုက်သည်။တိုးဖြတ်သည်ကြော်လွန်သည်။ဒီလိုနှင့်တောင်အောက်သို့ရောက်သွားသည်။ချောင်းရည်ဆက်သို့ရောက်သွားသည်။ထိုတွင်လူသုံးယောက်ရှိသည်။လူသုံးတစ်ခုကိုဝိုင်းငုံကြည့်နေကြသည်။ဘောင်ရိတ်ပြေဝင်ကြသည်။ရင်တွင်အလုံးဆို့ရသည်။ ဆုံးမြောင်းနိုင်သည့်မညီညာသောကြောက်တုံးကြောက်ခဲများပေါ်တွင် ခွေဆောင်ဆောင်ကလေးဖြစ်နေသည်ကိုတဝဲသည်အေးမြသောနောင်ရောခါရည်တွင်မြုပ်နေသည်ပါးစပ်မှသွေးများယိုစီးနေကြသည်မျက်လုံးနှစ်ခုသည်ကျွတ်ထွက်လူပမာပြူးကြောင်နေသည်တချိန်ကလှပခဲ့သောဆုံးမြောင်းနိုင်သည့်ယခုကရုပ်ပြက်ဆင်းပြဲနှင့်အသက်မရှိကြ၏ထောက်ကန်းကိုပေါင်းရင်းမော်ကြည့်သည်မတ်ဆောက်သည်ဝါနဲ့ပြန်ခန့်မြင်သည်ကမ္ဘာစွန်းတွင် ယခုပင်ပြိုလဲတော်မြည်တွင် ရှိသောသက်ဝပင်ကြီးရှိသည် သူ၏ဘူမိနဲ့တန်း ဇိုးနှစ်ဦးမေတ္တာပိမံဇိုးမျောနန်ဒီထိုမိသောတက်ဝံမြကြီးပေါ်တွင်ခြေစုံရက်၍မျက်လုံးကိုမိတ်ကခုံချလိုက်ကြောင်းထင်ရှားသည့်သာသည်တဖြည်းဖြည်းလူတွေများပြားလာသည်တိုးဝေကြသည်တယောက်တော်ပြောကြသည်ဘောင်ရင်ဒီတန်ညာငင်းငိုင်နေရာမှာဝုန်းကနေထားလိုက်သည်နောင်ရောတူပါကိုမြင်၍ဖြစ်သည်ဓာတ်ကိုအိမ်မှချုတ်လိုက်သည်လူများရှဲသွားသည်ထိုစဉ်တွင်သူ့ကိုလူတယောက်လာတိုက်ဖက်သည် သူယုံဆောင်သည် မလွတ်မပြေး ထိုသူ၏တိုက်ဖက်မှုသည်အတရာမြမြင်ဖြစ်တော်လဲမြဲမြံလာသည်ထိုသူကိုမျက်လုံးတောင်းမှကြည့်သည် မကံဖြစ်သည်မကံကသူ့ကိုစာနာသောမျက်လုံးဆုံးဖြင့်ကြည့်နေသည် သူ့ကြည့်တွင်တင်းငိမ့်လေးနဲ့မှုနှင့်ပြတ်သားရဲရင်မှုများပါဝင်သည်ထို့ဖြင့်ဘောင်ရင်သည်မကံဆွဲခေါ်ရသို့ငြိမ်သက်စွာ လိုက်ပါသွားတော်သည်တဲ့နာစဉ်ပေးကြသောညီကောင်မောင်များလုံးကိုကျေးဇူးအထူးတင်ရှိပါခင်ဗျာညီကောင်မောင်များတွေအားလုံး ကြမှာကြပါစေချမ်းသာကြပါစေပြည်ရနေများကင်းရှင်းကြပါစေလူကျင်သောပတ်နိုင်ကိုလည်းအများဆုံးရောက်ရှိကြပါစေခင်ဗျာနောက်လာမယ့်အကြောင်းများအခန်းများကိုလည်းဆက်လက်နားဆင်ပေးကြပါဦးလို့ကျွန်တော်တို့ညီကုံမွန်မမယူတောင်းဆိုပါရစေခင်ဗျာ